ဒီမှာတော့ကျွန်တော်တို့ဒီတိရစ္ဆာန်ချစ်သူတွေအကြားမှာကျွန်တော်တို့နားလည်မှုလွဲနေတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့ အဲဒါပြောပြပေးသွားမယ်ပေါ့နော်။ဘာအကြောင်းအရာလေးလဲဆိုလို့ရှင်ရင်တော်တော်များများဟာဆိုလို့ရှင်ရင်အဲဒါခွေးငယ်လေးတွေမွေးမြူကြတဲ့အဲအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့ခွေးချစ်သူတော်တော်များများကြားမှာကျွန်တော်တို့နားလည်မှုလွဲတဲ့အကြောင်းအရာလေးပေါ့နော်။ဘာလဲဆိုလို့ရှင်ရင်ကျွန်တော်တို့ခွေးလေးတွေကိုခွေးယူကာကွယ်ဆေးထိုးပေးထားရုံနဲ့လူတွေဟာကျွန်တော်တို့ခွေးယူကာကွယ်ဆေးကို ပြန်ထိုးဖို့ မလို့တော့ဘူးလုံးဝပါเนาะသူတို့ကိုဒါကာကွယ်ဆေးထိုးပေးုံနဲ့ဒါစိတ်ချရတဲ့အနေထားရောက်သွားပြီဆိုပြီးမှတော်တော်များများဟာဆိုလို့ရှင်မှတ်ယူထားကြတယ်အဲတချို့ဟာဆိုလို့ရှင်ကိုအိမ်မှာကလေးငယ်လေးတွေရှိတဲ့အတွက်ကြောင့်မလို့သူ့ကိုဒါကာကွယ်ဆေးမြန်မြန်ထိုးထားမှရမယ်ဆိုပြီးမှကျွန်တော်တို့ဒါခွေယူကကွယ်ဈေးတွေလာထိုးတာရှိရယ်၅မျိုးဆက်တွေ၆မျိုးဆက်တွေလာထိုးကြတာမျိုးတွေတော်တော်များကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ တကယ်တော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါခွေးလေးတွေကိုကာကွယ်စည်းထိုးပေးကြဟာဆိုလို့ရှိရင်ဒါ ပြောမယ်ဆိုလို့ရှိရင်နားလည်လွယ်အောင်ပြောရမယ်ဆိုလို့ရှိရင်ဒါခွေးလေးတွေအတွက်ပဲကာကွယ်ဖို့အတွက်ဖြစ်တယ်လူတွေအတွက်ကိုကျွန်တော်တို့ကာကွယ်ဖို့အတွက်မဟုတ်ဘူးဆိုတာကျွန်တော်တို့သိထားဖို့လိုတယ်ပေါ့နော်ဒါကကနာနာသိဖို့လိုတယ်ဘာကြောင့်လဲဆိုတော့ဒီပြဿနာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဈေးကမ်းမှာဆိုလို့ရှိရင်ကြုံနေရတာခဏခဏပဲပေါ့နော်ဘာလဲဆိုလို့ရှိရင်ဒါအိမ်မှာလာသားကလေးငယ်လေးရှိလို့အိမ်မှာကလေးငယ်လေးတွေလည်းရှိလို့သူ့ကိုပေါ့နော်ဒါခွေးယူကာကွယ်ဈေးတို့ကျွန်တော်တို့ဒီ၅မျိုးဆက်၆မျိုးဆက်ကာကွယ်ဈေးတို့ဒါအမြဲတမ်းလာထိုးတာဆိုပြီးမှကျွန်တော်တို့ အဲပြောတယ်ဗောနော်ပြီးရင်နောက်တစ်ခါကျတော့ဗာလဲဆိုရင်ကိုကကိုမွေးမြူထားတဲ့ခွေးလေးဗောနော်ကျွန်တော်တို့ကာကွယ်ဆေးစုံစုံလင်လင်စနစ်တကျထိုးထားလို့ဗောနော်ဒါကြိုက်လို့ရှင်ရင်ကျွန်တော်တို့ဒါလူတွေကခွေးယူကာကွယ်ဆေးပြန်ထိုးစရာလိုသလားဆိုပြီးမှအဲမေးတဲ့လူရှိရဲ့ဒါဆိုရင်စိတ်နဲ့မေးတဲ့လူကတပိုင်းနောက်တစ်ခုကကျတော့တချို့ကျတော့ကျွန်တော်တို့ဒါတတိမပြုမိဘဲနဲ့ဘလုံးပြုံးဖြစ်လဲဆိုတော့အာငေါခွေးလေးက အခွေယူကာဝယ်ဈေးတွေ၅မျိုးဆက်၆မျိုးဆက်တွေငါတို့အကုန်ထိုးထားတာပဲငါတို့ဘာမှထပ်ထိုးစရာမလိုဘူးဆိုပြီးမှမှတ်ယူကြတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါခွေးလေးတွေကြောင်လေးတွေကိုကာဝယ်ဈေးထိုးပေးတယ်ဆိုတာသူတို့တွေကိုကျွန်တော်တို့ဒါယောဂါကနေကာဝယ်ဖို့အတွက်ပဲထိုးပေးတာဖြစ်တယ်အဲဒီရဲ့ကာဝယ်ဈေးထိုးယုံနဲ့ကျွန်တော်တို့လူတွေမှလာပြီးမှကာဝယ်ပေးမှမဟုတ်ဘူးဆိုတာတော့ကျွန်တော်တို့နေဂါဂနနဒါတိထားဖို့လိုတယ်ပေါ့နော်